မင်္ဂလာပါဗျာဒီနေ့ကတော့လေ Napoleon Hill ရဲ့အဲ့ဒီ Gandawinza of Thinking Grow Rich ပေါ့အဲ့ဒီထက်ကအထူးကအတွေ့အခေါ်လေးနေနဲ့ဆွေးနွေးကြည့်ကြအောင်လားဟုတ်ကဲ့ရှင်ဒီစာအုပ်က Andrew Carnegie ရဲ့ challenge တစ်ခုနဲ့စခဲ့တာဆိုတော့တော်တော်စိတ်ဝင်စားစရာကောင်းတယ်ဟုတ်တယ်လူတော်တော်များများအတွက်အောင်းရင်မှုလျှော်ဝှက်ချက်ကိုရှာဖို့စ조사မှုကြီးပေါ့อืมဒီထက်ကနီလန်းတွေကိုဟိုဟန်နရီဖော်ဒ်တို့သောမတ်အေဒီဆန်တို့လိုလူတွေကအစား အများကြီးလက်တွေ့တွန်းခဲ့တယ်လို့ဆိုကြတာပေါ့လေဆိုတော့ဒီနေ့ကျွန်တော်တို့ကအဲ့ဒီအောင်မြင်မှုကျွေးဝါမှုစီတွားတဲ့အခြေခံမူတွေကိုပို့ရှင်းအောင်ကြည့်ကြမယ်ပေါ့ဟုတ်ပါတယ်အထက်ကအချက်တွေကိုထုံထုံကြည့်ကြတာပေါ့ကောင်းပြီပထမဆုံးဟေးပြောတဲ့အချက်ကအဲတော်တော်လေးပြင်းထန်ပုံရတယ်ရိုးရိုးလိုချင်တာမဟုတ်ဘူးပြင်းပြသောစန္ဒ burning desire လို့တုံးထားတာနော်ဟုတ်တယ်အဲ့ဒါကအဓိကအစပြုချက်ပဲရှင်မရမနေဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးလေအင်းသူ့ဥပမာကဟိုရင်းလေး စစ်တုတ်ကြီးကသူစစ်သားတွေနောက်မဆုတ်ဆဲခြင်းလို့တင်ပေါ်တွေမီးရှို့ပြလိုက်တယ်လို့မျိုး။အော်နောက်လက်ဆရာမရှိတော့အောင်လို့တာ။တီတီတက်ကြပါပဲ။အောင်မြင်ဖို့ကလွယ်လို့တခြားရွေးဆရာမရှိတော့ဘူး။ဒီပြင်းချတဲ့စန်တာကလေတီချဘော်ယီမန်ချက် definiteness of purpose နဲ့တိုက်ရိုက်ဆက်ဆက်နေတယ်။ Okay. အာအဲ့ဒါဘယ်လိုမျိုးဆက်ဆက်နေတာလဲဗျ။ဟဲ့ဒေါက်တာဂွန်ဇာလက်စ်ဇလန်ရှိတယ်လေသူကဒေါ်လာတန်တန်တက်ကတူထောင်းမယ်ဆိုပြီးတိကျတဲ့ရီမိုင်းချက်ပြင်းပြတဲ့စီရှိတော့ စမှုလုပ်ငန်းရှင်ကြီးဖိလစ်အာမိုးကချက်ချင်းယုံကြည်ပြီးငွေထောက်ပံ့လိုက်တာဆူလိုတာကကိုဘာလို့ချင်လဲတိတိကျကျတည်နေဖို့လိုတယ်ပေါ့ဟုတ်ပြီဟုတ်ပြီအဲ့လိုတိကျတဲ့စန္ဒာမျိုးရှိပြီဆိုရင်ကိုအဲ့ဒါနေပြီးပြီလားဒါမှမဟုတ်နောက်တစ်ဆင့်လိုသေးလားလိုသေးတာရှင့်အဲ့ဒါကတော့ယုံကြည်မှုပေါ့ faith ပါယုံကြည်မှု faith ဟုတ်ကဲ့ဒါကိုဟေလ်ကမွေးရပါမဟုတ်သူစိတ်အခြေအနေတစ်ခုအဲမိမိကိုယ်ကိုအကြံဖြူခြင်း auto suggestion နဲ့ပြုစုပြောထောင်လို့ရတယ်လို့ဆိုတယ် 哦 auto suggestion ကိုကိုကိုပြောတာမျိုးလားဟုတ်ပါတယ်ကိုရီမန်းချက်ကိုစိတ်ထဲမှာအမြဲတမ်းမြင်အောင်ပြီးတော့အဖန်တလဲလဲပြောဆိုအားပေးယူနဲ့ယုံကြည်မှုကိုတည်ဆောက်တာပေါ့ဟွန်းဟိုဂန္ဒီဦးမှာက တကယ်ပဲနော်လက်နက်မပါဘဲယုံကြည်မှုစွမ်းအားနဲ့လူတန်းပေါင်းများစွာကိုစီရင်နိုင်ခဲ့တာဟုတ်ပါတယ်တကယ်ယုံကြည်မှုစွမ်းအားပဲစာရေးသူရဲ့သားလေးကြောက်ကတော့အဲ့ဒါကနားမကြားတာကနေအချမ်းယုံရလာတယ်ဆိုတာလေ အဲ့ဒါကလည်းဒီယုံကြည်မှုပြီးတော့စိတ်ဆွမ်းအားပုံဖော်မှုနှစ်ခုလုံးနဲ့ဆိုင်နေရှင်။သူသားချားတာကိုရမယ်ဆိုတဲ့ဖားခင်ရဲ့မတုံမလုံယုံကြည်မှုပေါ့။အင်းပြီးတော့အဲ့ဒီယုံကြည်မှုကိုအခြေခံပြီးသားရဲ့စိတ်ထဲမှာအကြာအယုံရှိလာမဲ့ပုံရိပ်ကိုဆွဲမြအောင်လုပ်ပေးခဲ့တာ။စိတ်ရဲ့ဆွမ်းအားကိုပြတာပဲ။ဟုတ်တယ်။ရွှေနဲ့သုံးပေးအကွာဇလိုင်းလိုမျိုးပေါ့နော်။လက်လျော့လိုက်လို့နစ်နာသွားလေဟာ။အာယူဒါဘီဇလိုင်းကတကယ်သင်ငန်းစာယူဆရပဲ။ ်ရွှေကြောနဲ့ဒီလောက်နင်းနေမှမသိပဲလက်လျှော့လိုက်တယ်ဟုတ်တယ်နော်ဒါပေမဲ့ရေးကြီးတာကသူအဲ့ဒီအထွေကြုံကနေတင်ယူပြီး နောက်ပိုင်းအာမခံလုံးကမှဇွဲကောင်းကောင်းနဲ့ကြိုးစားလို့အောင်မြင်သွားတာပဲอืมသင်ခန်းစာယူတာဖူလို့တာပေါ့ဟုတ်ပါတယ်ဆိုတော့ဇွဲဆိုတာကစိတ်တက်ခွန်အား will power ရဲ့ပင်ကြတဲ့စန္ဒာ desire ရဲ့ပေါင်းဆက်ထားတာဟီးယိုကအလေးပေးတာကလည်းရှုံးနေမှုဆိုတာများသောအားဖြင့်ယာယီပဲယာယီဟုတ်ကဲ့ အစီအစဉ်သက်တင်တဲ့ထပ်စ조사ဟောအချက်ပြတ်မှုတစ်ခုလို့မြင်တော့မှာဆိုပြီးသူကပြောတယ်။ကောင်းလေတဲ့မြင်ပဲဗျာ။အမ် not test seven စားကြကောင်းတာတစ်ခုကအထူးပြုဘဟုတုတ specialized knowledge တမယောကျပညာရဲ့တစ်ခုတည်းနဲ့မလုံလောက်ဘူးဆိုလိုတာလား။ကျင်လို့ photo လိုပုဂ္ဂိုလ်တွေကိုကြည့်လေ။သူတို့ကတမယောကျပညာရဲ့မြင့်မြတ်မားမားမရှိခဲ့ဘူး။ဟုတ်ကဲ့။ဒါပေမဲ့သူတို့လိုအပ်တဲ့အထူးပြုဘဟုတုတ္တကိုဘယ်လိုရအောင်လုပ်လဲ ပြီးတော့အရေးကြီးဆုံးကအဲ့ဒါကိုဘလို့အတုံးချမလဲဆိုတာကောင်းကောင်းသိခဲ့ကြတယ်။အော်တီယုံတဲမဟုတ်ဘူးအတုံးချတတ်ဖို့မှန်ပါတယ်။ဘဝတုဒရှိုံနဲ့မပြီးဘူး။အဲ့ဒါကိုလက်တွဲအစီစဉ်ဖြစ်အောင်ပြောင်းဖို့ကြတော့စိတ်ကူးညာလိုလာပြီ။ imagination ပေါ့။ဟုတ်ကဲ့။အထူးသဖြင့် creative imagination ဖန်တီးနိုင်တဲ့စိတ်ကူးညာ။ဟိုရိုက်ညီနောင်လင်းပြိုင်းချထွင်းတာတော့ မာကိုနီရေဒီယိုထီထွင်းတာတို့ကဒီစစ်ကူးညံရဲ့အသက်သေးတွေပေါ့ဟုတ်ပါပြီဒါဒီအကုန်လုံးရှိနေရင်တောင်အတားဆီးတခုရှိတယ်နော်ကြောက်ရွံ့မှု fear ဟုတ်ကဲ့အဲ့ဒါကအဓိကအတားဆီးတွေကတခုပဲဟေးကအခြေခံကြောက်ရွံ့မှု၆မျိုးပြောထားတယ်ဟွန်းစင်းရဲမှာကြောက်တာဝေဖန်ခံရမှာချမ်းမရေအချစ်ဆုံးရှုံးမှာအိုမဲမှာထေဆုံးမှာအဲ့ဒါတွေလားဟုတ်ပါရဲ့အဲ့ဒီထဲကမှာ ရှင်ရဲမွေးတည်မှုကိုကြောက်ရွံ့ခြင်းကအဖြစ်ဆွမ်းအားအကြီးဆုံးလို့သူကတုံးတက်တယ်ဟုတ်ကဲ့ဒါပေမဲ့အားတက်ဆရာကဒါထိန်ချုပ်လို့ရတဲ့စိတ်အခြေအနေတစ်ခုပဲဆိုတာပဲအော်ထိန်ချုပ်လို့ရတယ်ပေါ့ဟုတ်ပါတယ်ဟေးလျက်အစိုးရလေလူတွေအကျွဲ့မဲ့ထိန်ချုပ်နိုင်တဲ့တခုတည်းသောအရာကကိုယ့်ရဲ့အတွေ့အခေါ်တွေပဲဆိုတော့အတွေ့ကိုထိန်ချုပ်နိုင်ရင်ကြောက်စိတ်ကိုနိုင်တာပဲဒါကတကယ်အထူးကြတဲ့အချက်ပဲဗျခေါင်းမိနောက်ဆုံးအခြေခံမှုတစ်ခုက mastermind ဆိုတာလားအဲ့ဒါလေးနည်းနည်းရှင်းပြပါ mastermind ဆိုတာကလေရီမန်းချက်တူတဲ့လူနှစ်ယောက်ဒါမှမဟုတ်ဒီချက်ပိုတဲ့လူတွေရဲ့စိတ်တီးအတွေးအခေါ်တွေတဟားစာတာဖြစ်စွာ ပေါင်းဆက်လိုက်တဲ့အခါမှာอืมတူးချင်းစီရဲ့စွမ်းအားတွေပေါင်းထားတာတဲ့ပိုကြီးမားတဲ့စွမ်းအင် synergy တခုဖြစ်ပေါ်လာတယ်ဆိုတဲ့တဘိုးတရားမျိုးပေါ့ဥပမာဟိုဖို့ Edison Firestone တို့ဖွဲ့လို့မျိုးလားဟုတ်ပါတယ် သူတို့ရဲ့အကျိုးတူပူပေါင်းဆောင်ရွက်မှုကဒီ mastermind ရဲ့စွမ်းပကားကိုပြတာပဲစာရေးသူကိုရန်တောင်ဟိုသူလေးစားအားကြတဲ့တမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေကိုစိတ်ကူးတမ်းမှအဖွဲဖွဲထားတယ်မမြင်ရတဲ့အတိုင်းပင်ကများပေါ့အော်စိတ်ဝင်စားစရာပဲသူတို့စီကအရေးအတွေ့အရာအောင်စိတ်ဆွမ်းအားနဲ့လုပ်တာပေါ့အေးအဲ့လိုသဘောမျိုးတုံးတယ်လို့သူကရေးထားတယ်ကောင်းပါပြီဒါဆိုရင်ဒီအခြေခံမှုတွေအားလုံးကိုခြုံကြည့်လိုက်ရင်လေ အဓိကတော့ချက်ကဒီမူတွေကိုတည်နေရောနားလည်နေရောမဟုတ်ဘဲနဲ့လက်တွေ့ပေါ်မှာတကယ်အသုံးချဖို့လိုတဲ့ဆိုတဲ့အချက်ပဲဖြစ်မယ်နော်တိကျပါနဲ့ရှင်အဲ့ဒါအရေးကြီးဆုံးပဲကြီးမားတဲ့အောင်မြင်မှုတွေကြွယ်ဝမှုတွေဆိုတာများသွန်းအဖင်ခိုင်မာတဲ့စိတ်ကူးစိတ်တမ်းနေအိုင်ဒီယာကောင်းတွေကနေစတာများတယ်ပြီးတော့အဲ့ဒီအိုင်ဒီယာကိုအခြေခံတဲ့ကိုပိုင်ဝင်ဆောင်မှုတွေကနေပေါ့ဟုတ်ကဲ့ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်အဆုံးသက်အနေနဲ့စဉ်းစားစရာလေးတစ်ခုလောက်ထားခဲ့ခြင်းတည်တယ် ကဲ့ပြောပါရှင်ဒီအခြေခံမူလေးကိုသိပေမဲ့လက်တွေ့မလုပ်ဖြစ်အောင်အများဆုံး တားဆီးနေတဲ့အရာကတော့ um hill the repeat had a little bit ကိုယ့်ရဲ့ပြက်ခွက်မှုတွေရှုံးနိမ့်မှုတွေအတွက်စင်ချေတဲ့အလွယ်တကူပေးတတ်တဲ့အကျင့်များဖြစ်နေမလားဗျာအင်းဖြစ်နိုင်ပါတယ်စောက်ထုံးအမလောင်ကြော်ကြောသောစင်ချေ50ချက်ချက်ဆိုပြီးစည်ရင်းလုပ်ဖြတ်ထားတာရှိတယ်လေဟုတ်တယ်နော်အဲ့ဒါကိုတတိထားမေးဖို့လွယ်အောင်မထင်ပါတယ်ကဲဒီနေ့ကွာတော့ဒီလောက်ပါပဲ 好，谢谢。